ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်ကစားမှုဆိုတာထက် online လောင်ကစားမှုတိုက်ခဲ့ရေးဆိုတာထက်နည်းနည်းတဲ့ hidden art နည်းနည်းတဲ့လေးဦးပဲရည်ရွယ်ချက်တစ်ခု ်ရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ပါတယ်။အမေရိကန်ဆိုးရရဲ့ထိုင်းမြန်မာနယ်စပ်ကကြားဖြန့်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးလှုပ်ဆောင်ချက်တွေဟာကြားဖြန့်တိုက်ဖြတ်ရေးထက်နည်းနည်းတဲ့လျှို့ဝှက်ရည်ရွယ်ချက်ရှိနေနိုင်တယ်လို့သုံးသပ်ကြောင်းမြန်မာစစ်ကော်မရှင်ရဲ့သတင်းပြန်ကြားရေးတာဝန်ခံ ဗိုလ်ချုပ်စော်မင်းထွန်းကပြောပါရယ်။မြောက်ရီဒေသကအွန်လိုင်းလိမ်လည်လောင်းကစားမှုတိုက်ဖြတ်ချေမှုန်းနေမှုတွေနဲ့ပတ်သက်ပြီးနိုင်ငံတကာနဲ့ပူးပေါင်းဆောင်ရွက်နေတယ်လို့နိုဝင်ဘာလ19ရက်နေ့မှာမြောက်ရီရုံမြင့်တန်ကြားကတဆင့်ပြောဆိုချိန်အမေရိကန်ရဲ့အကြမ်းဖက်လုပ်ငန်းစဉ်တွေအပေါ်သူတို့ရဲ့အမြင်ကိုထုတ်ပြောခဲ့တာဖြစ်ပါရယ်။နိုင်ငံနဲ့ပတ်သက်ပြီး Strike Force ဘာမှအဖွဲ့ပြီးမြန်မာနိုင်ငံရှိလိမ်လည်မှုစင်တာနှစ်ခုကိုစစ်စီရင်များပြုလုပ်ခဲ့ပြီးဆိုပြီးလည်းပါလာတွေ့ရပါတယ်။ ူတို့စစ်စင်ရေးဘလို့လောက်ခဲ့တယ်မလောက်ခဲ့တယ်ဆိုတာတော့ကျွန်တော်လည်းမသိပါဘူး။ဒီပြင်မှာလည်းသူ့ရတာတော့မရှိပါဘူး။ဒါတွေကိုသုံးသပ်ကြည့်ရင်ဒီနိုင်ငံအနေနဲ့ခုနပြောတဲ့ online လိမ်လည်မှု online လောင်ကစားမှုဆိုတာထက် online လောင်ကစားမှုတိုက်ခိုက်ရေးဆိုတာထက်แน่แน่เด้ hidden agent တာနည်းနည်းတဲ့လေးဦးပဲရည်ရွယ်ချက်တခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်။အမေရိကန်ကမြန်မာနိုင်ငံအပါအဝင်လာအိုကမ်ဘောဒီးယားနဲ့ရှေ့တောင်အာရှနိုင်ငံတွေကကြားဖြန့် online ငွေလင်ကိုင်းတွေကိုအရေးယူနိုင်ဖို့ကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ Scam Center Strike 4ကိုဖွဲ့စည်းထားကြောင်းနိုဝင်ဘာလ12ရက်နေ့မှာကြေညာခဲ့ပါတယ်။ဒီအဖွဲ့ဟာအမေရိကန်ရှေ့နေချုပ်ယုံ Federal စုံစမ်းစစ်ဆေးရေး Bureau FBI အစိုးရလုံခြုံရေးဌာန Secret Service နဲ့တရားရေးဌာနရဲ့ရာဇဝတ်ဌာနခွဲတွေပူးပေါင်းဖွဲ့စည်းထားပြီးကြားဖြန့်ရေးနောက်ွယ်မှာရှိတဲ့တရုတ်ရာဇဝတ်ဂိုင်းတွေအပါအဝင်ရာဇဝတ်ဂိုင်းတွေရဲ့နောက်ွယ်ကခေါင်းဆောင်တွေကိုပါစုံစမ်းဖော်ထုတ်အရေးယူမှာဖြစ်တယ်လို့သိရပါဗျ။ American ရဲ့ကြားဖြန့်ရေးလှုပ်ဆောင်လာမှုတွေကအနာသိန်းစစ်အုပ်စုအတွက်ဖိအားတစ်စုံတရာဖြစ်လာမှာကိုစိုးရိမ်တာဖြစ်နိုင်တယ်လို့ အကြမ်းမဖက်အာဏာဖီဆိုင်ရေးလှုပ်ရှားမှု CDM မှာပါဝင်ထားတဲ့ဗိုလ်မှူးဆွယ်တော်ကတုံ့တက်ပါတယ်ဒီစစ်ကော်မရှင်ဘက်ကလည်းဒီကြားပြန်ခေါင်းစဉ်တက်ပြီးတော့သူတို့ဖီယာဘေးခံခဲ့ရတာပေါ့နော်တရုတ်ကဖီယာဘေးရောက်ခံခဲ့ရဘူးတော့အခုတခါလဲအမေရိကန်ကထပ်ပြီးတော့ဒီကြားပြန်ခေါင်းစဉ်နဲ့သူတို့ဖီယာဘေးဆိုနေဆိုတဲ့ပေါ်မှာသူတို့မှကြောက်ရွံ့နေကြတာပေါ့နော်ဒါကြောင့်ဟီတန်အာဂျနာဆိုတဲ့သဘောမျိုးဒီပြောလာတဲ့သဘောမျိုးပေါ့နော်ဒီဒီအမေရိကန်ကကြားပြန်တင်နေမယ်ဆိုတော့အဲဒီအပွဲပွဲပြီးတော့ ့ရက်ပိုင်းမှာပဲပေါ့နော်နောက်တစ်ရက်မှာပဲဒါစစ်ကောင်းတော့ကိုယ်တိုင်စစ်ကောင်ရှင်ရဲ့ဒီအခြေတော်နဲ့စစ်တမ်းနဲ့ချုပ်နေပြီပေါ့နော်ဖန်ရံနဲ့မော်ဒမြိုင်ကိုရောက်လာခဲ့တယ်ရောက်လာပြီးတော့အခုဒီတက်ဆိုင်ရာ BGF တို့ဒီ AC ထိုးလာတဲ့ဖွဲ့တွေနဲ့ပတ်သက်လို့ဒါအပြစ်တင်သွားတာလည်းရှိတယ်ပေါ့နော်အဲသူတို့ခေါ်ပြီးတော့တောင်းအောင်ခံတွေခေါ်ပြီးပြောတဲ့ဟာမျိုးလည်းကျွန်တော်တို့လည်းကြားရတယ်ပေါ့နော်အဲ့တော့ဒါကသူတို့အတွက်အတော်ဒါစိတ်ခေါ်မှုတစ်ခုပဲပေါ့နော်စိတ်ခေါ်မှုတို့တို့တော့အခက်ခဲအကျက်တဲတခု ိုပိုဖြစ်သွားတာပေါ့နော်သူတို့နိုင်ငံရေးနဲ့ပတ်သက်လို့ပိုပြီးတော့ဖြီးအားကြီးကြီးမားမားရသွားတယ်ဆိုတော့ပြောလို့ရပါတယ်အမေရိကန်ကကြားဖြန့်တိုက်ဖြတ်ရေးအဖွဲ့ဖွဲ့စည်းပြီး၃ရက်အကြာမှာအာနာသိန်းစစ်ကောင်းဆောင်ဘူဂျုံမှုကြီးမင်းအောင်လိုင်းကိုရိုင်းဖန်အန်အထိလာပြီးကြားဖြတ်နှိမ်နှင်းလုပ်မယ်လို့ပြောဆိုခဲ့တာပါဒါအပြင်စစ်တပ်အနေနဲ့ကတရုတ်ထိုင်းအပါအဝင်အာဆီယံနိုင်ငံတွေနဲ့ပူးပေါင်းပြီးကြားဖြန့်တိုက်ဖြတ်ရေးလှုပ်ဆောင်ခဲ့တယ်လို့ဆက်လက်လှုပ်ဆောင်မှုတွေလည်းရှိနေတယ်လို့ဆိုပါရယ်ကြားဖြန့်လုပ်ငန်းမှာလုတ်ကင်နေတဲ့နိုင်ငံသားတွေရဲ့ 69ရာခိုင်နှုန်းကျော်ဟာထိုင်းနိုင်ငံကတဆင့်ဝင်ရောက်လာတာဖြစ်သလိုကြားဖြတ်လုပ်ငန်းတွေလည်းပတ်နိုင်ဖို့လျှက်စင်မီနဲ့အင်တာနက်ပေးခဲ့တာလို့ပြောဆိုခဲ့တာတွေ့ရပါသေးတယ်။စစ်တပ်ကကေကေဘတ်မှာရှိတဲ့ကြားဖြတ်အဆောက်အုံတွေဖြိုချရမှာလဲထိုင်းနိုင်ငံဘက်ကအစအနာတွေလင့်စင်နေဆိုတဲ့ဒေသခံတွေထိုင်းစစ်တပ်ရဲ့ပြောဆိုချက်တွေကမှားယွင်းတယ်လို့လည်းစစ်ကောင်မရှင်ပြန်ကြားရေးကပြောဆိုခဲ့ပါတယ်။